အာ spring v ဆိုတာက stp token ကို exchange listing တော့ဖို့အတွက်ပေါ့နော်ဒီ community ရဲ့အင်အားကိုပြဖို့အတွက်ကျွန်တော်ပြီးခဲ့တဲ့နှစ်ဒီအချိန်လောက်ပဲအဲ့ဒါကိုတော့ဟိုအခုကျွန်တော်တို့ community ထဲမှာတကယ် spring v hack ကိုဆော့နေတဲ့သူတွေ တိတ်ကလေးများမှတ်မိမလားမသိဘူးပေါ့နော်ကျွန်တော်တို့စခဲ့တုန်းကတော့သုံးလ project ဆိုပြီးတော့စခဲ့တာတကယ်ကိုကြားခဲ့ပါတယ်ခီးလန်းရှည်ကြီးကိုအတူတူရှောက်ခဲ့ကြတယ်ဒီရှောက်ခဲ့ရတဲ့ခီးလန်းရှည်ကြီးကအလုံးအတွက်အမှတ်တရဖြစ်မယ်လို့ကျွန်တော်ကတော့ယုံတယ် print ပြီးရဲ့ကာလာတောက်လျှောက်မှာကျွန်တော်အမှတ်တိုင်းတွေတစ်ခုပြီးတစ်ခု site to နိုင်တယ်တော့ spin b ရဲ့ b power လို့ပြောရမှာလို့เนาะကျွန်တော်ပြားတွေရဲ့အင်အားကိုအသုံးပြုနိုင်ပြီးတော့ကျွန်တော် project တွေတစ်ခုပြီးတစ်ခုကို highlight လုပ်ပေးနိုင်တာတွန်းတဲ့အင်အားကြောင့်ပေါ့နော်ကျွန်တော် exchange တွေအများကြီးနဲ့အစကားတွေအများကြီးပြောပြခဲ့တယ်ဒီ spring bee ကအခုဆိုရင်သူ့ရဲ့ရည်ရွယ်ချက်ပြည့်လူနီနီဖြစ်ပြီပေါ့နော်အခုချိန်က spring bee ရဲ့ phase 1ကပြီးခဲ့နေဖြစ်တဲ့အချိန်ရောက်လာတယ် spring bee ကိုဆက်ပြီးတော့နောက်ထပ်နောက်ထပ်ဒီထဲပို့ပြီးတော့ကောင်းတဲ့ဒီထဲပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားစရာဒီထဲပို့ပြီးတော့အမြင့်အမြင့်တွေကိုရောက်ဖို့ခေါ်သွားနိုင်မဲ့သူတယောက်က cookie ရဖြစ်ပါတယ် တော့ spring bees ကတော့အခုခုန timeline တွေချပေးခဲ့တာလည်းရှိတယ်ပေါ့နော်အဲ့ဒီ timeline roadmap အတိုင်းကိုကျွန်တော်အခုပွားနေတယ်ပထမအချက်ကတော့ဒါအားလုံးမျောလင်းနေတဲ့စောင့်နေတဲ့အတိုင်းပဲ point conversion ဖြစ်မယ်ပိုလန်နဲ့ STB token ဒါ exchange လုပ်ဖို့တော့ပေါ့နော်နော်ဒီလာပိုင်းအတွင်းမှာဖြစ်မယ်ကျွန်တော်တို့ဖြစ်တဲ့အချိန်ကျရင် STB ကနေကျွန်တော်တို့ကြီးညာပေးမယ် Spring သည်ဒီ airdrop project ဖြစ်တဲ့အတွက်ကြောင့်မလို့ airdrop project ရဲ့ nature အတိုင်းကိုသူ့မှာ criteria ရှိနေပေါ့နော်ဒါပြီးမီအောင်လည်းအကုန်လုံးကစူးစမ်းနေကြတယ်ကျွန်တော်တွေ့တယ်ပြီးမီမယ်လို့လည်းကျွန်တော်ယုံနေပေါ့နော်ဒီဟာပြီးသွားရင်နောက်ထပ်တစ်ဆင့်ကဘာလာမလဲပေါ့နော်ဆိုရင်ကျွန်တော်တို့ NFT လာမယ် NFT ကိုကျွန်တော်အခု develop လုပ်နေပြီ system အရကောပြားပုံလေးတွေပေါ့နော်ဆိုတော့ကျွန်တော်လုပ်နေပြီအဲ့ဒီမှာလေ criteria တွေရှိမယ်ကျွန်တော်ဒါ distribute လုပ်သွားပြီးဖို့ plan တွေအခုတည်းကစပြီးတော့စီစဉ်နေရှိတယ် စပရင်ဘီးစ်ကအကယ်လို့ပေါ့နော်အဲရော့လုတ်ပြီးသွားတယ်ပြီးသွားမှလားဆိုမိကုန်းနေရှိအဲ့တော့ကျွန်တော်တို့ကအဲ့ဒီအတိုင်းပဲကျွန်တော်ပြန်စဉ်းစားတယ်ပေါ့နော်စပရင်ဘီး version 2အတွက်ကိုစပြီးတော့ကျွန်တော်ဒီ project ကိုဥဆောင်ဖို့အဆိုင်လုပ်တဲ့အချိန်မှာကျွန်တော်စစဉ်းစားတယ်ပေါ့နော်ကျွန်တော်တို့တော်လန်ပြည်သူမောင်နှမတွေအကူမတွေအကုန်လုံးကဒါတော်လန်ကြီးမှာအခုချိန်ကြီး ရင်းပါဝင်နေတယ်အဲ့ဒီတိုင်းပဲဒါကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိရဲဆိုတဲ့စကားတိုင်းပဲပေါ့နော်ဒီ community spring bee မျိုးပြားလေးတွေနဲ့အတူကျွန်တော်တို့ကဒီထက်ပိုပြီးတော့အကုန်လုံးကိုမြင့်တင်ပေးမဲ့ model ကိုကျွန်တော်စစဉ်းစားတယ်ပေါ့နော်ဆိုတော့ဘယ်လိုလုပ်မယ်ဘာလုပ်မလဲဆိုတော့ကျွန်တော်မပြောသေးဘူးဒါကတော့ spoiler လို့သလိုဖြစ်မှာဆိုလို့ပေါ့နော်ဒါပေမဲ့ဒီနေ့ spoil လုပ်တဲ့ကိစ္စကြီး print piece တွေဆက်ပြီးတော့ ကျွန်တော်ညူးပြားနေတဲ့အတူတူတော်လန်ရင်းမှာကျွန်တော်အားလုံးပေါင်းပြီးတော့ဆက်တွန်းသွားဖို့ကြောက်ကိုစီစဉ်နေပါတယ်ကျွန်တော်တို့ spring bee ဆိုတာကိုတစ်နှစ်၄ပါလောက်ကပေါ့ကိုမလေးကတော့ပြောရတယ်စတယ်အဓိကကတော့ exchange listing အတွက်ကိုကျွန်တော်တို့ဒီ community တစ်ခု create လုပ်မယ်ပြီးတော့ဒီ community ကိုလည်း exchange listing အောင်မြင်ဖို့အတွက်ကိုတို့အားရ energy တွေကိုကိုညီတောင်းပြီးတော့သုံးသွားမယ် get positive community spirit ကိုကျွန်တော်တို့က exchange listing အောင်မြင်သွားတာနဲ့လွှတ်ချလိုက်ဖို့ဆိုတာမဖြစ်သင့်ဘူးဆိုပြီးတော့ကျွန်တော်တို့တွေ့တယ်။အဲ့ဒါကြောင့်လို့ကျွန်တော်တို့ကနောက်တစ်ဆင့်ခုနကခီရာပြောတဲ့အတိုင်းဆက်ပြီးတော့ဆွဲခေါ်သွားဖို့ဓမ္မပြည့်တစ်ကိုပြန်လဲထူထောင်တဲ့အချိန်မှာဥဆောင်ဖို့ဒီ community တစ်ခုလုံးမှာရှိထားပြီးသားဆိုတော့အဲ့ဒါကိုဖြစ်သွားဖို့ဆိုပြီးတော့ကျွန်တော်တို့ ို special special program တွေနဲ့တကယ် exciting ဖြစ်တဲ့ program တွေနဲ့တွားမှာเนาะကျေးဇူးပြုရေကို Kira ကိုဆက်ပြီးတော့ support လုပ်ကြပါဒီ spring base program ကိုလည်းဆက်ပြီးတော့ဝန်ရံပေးကြဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ကျေးဇူးပါ